ီယိုညူဂျီသောတော်ဆင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်အော်တိုဘာလ30ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်စည်ရည်သတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စည်ရည်သတင်းကတော့မိုးကုတ်မြို့ကိုကာကွယ်ဖို့တပ်ဖွဲ့နဲ့ကင်းကွာနေတဲ့ရဲဘော်တွေကိုမိုးကုတ်ပြူဟာနဲ့မိုးကုတ်ပတ်ကပ်ဖားတို့ကပြန်လည်ဖိတ်ခေါ်တဲ့သတင်းပဲဖြစ်ပါတယ်မိုးကုတ်မြို့ကိုကာကွယ်ဖို့နဲ့တော်လိုင်းတာဝန်တွေပြန်လည်ထမ်းဆောင်ကြဖို့တပ်ဖွဲ့နဲ့ကင်းကွာနေတဲ့ရဲဘော်တွေကို မိုးကုတ်ပြူဟာနဲ့မိုးကုတ်ပကဖားတို့ကပြန်လည်ဖိတ်ခေါ်ထားပါတယ်။ဒီရဲဘော်တွေဟာရွေးဦးဒေါ်လင်ရဲ့ခီးမှာသွေးချွေးအနစ်နာခံမှုတွေနဲ့အတူဒေါ်လင်ရဲ့မှာအင်အားကြီးမားတဲ့စိတ်ပိုင်းဖြစ်ပေါဝင်ခဲ့တာကြောင့်အခုလိုဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။မိုးကုတ်မြို့ရဲ့လက်ရှိစည်ရေးချင်းတွေဟာစစ်ကော်မရှင်ကိုပြန်လည်ခုခံတိုက်ခိုက်တွန်းလှန်ဖို့လိုအပ်လာတဲ့အတွက်မိုးကုတ်မြို့နယ်အတွင်းမှာရှိတဲ့ဒေါ်လင်ရဲ့ရဲဘော်ဟောင်းတွေကိုဖိတ်ခေါ်လိုက်တာလည်းဖြစ်ပါတယ်။ လက်ရှိချိန်မှာမိုးကုတ်မြို့ဟာစစ်ရေးအကြက်တဲနဲ့ကြုံတွေ့နေရတဲ့ချိန်ဖြစ်တဲ့အတွက်အထူးထူးလက်တွဲပြီးအကြမ်းဖက်စစ်ကောင်မရှင်ကိုပူးပေါင်းတိုက်ခိုက်ကြဖို့မိုးကုတ်ပကဖကတိုက်တွန်းထားပါတယ်။အကြောင်းမျိုးမျိုးကြောင့်မိုးကုတ်ပြည်ဝနဲ့ခိတ္တခဏကင်းကွာနေခဲ့ကြတာကိုစာနာနားလည်တယ်လို့ရဲဘော်တို့ရဲ့တွေ့ကြုံရဲဘော်တို့ရဲ့စွမ်းရည်ရဲဘော်တို့ရဲ့တော်လိုင်းအပေါ်မှာထားတဲ့စေတနာကိုတန်ဖိုးထားတဲ့အတွက်တော်လိုင်းကာလမှာပြန်လည်လက်တွဲတိုက်ပွဲဝင်ကြဖို့မိုးကုတ်ပြည်ဝကလည်းတိုက်တွန်းထားပါတယ်။ဒါကြောင့်တပ်ဖွဲ့နဲ့ကင်းကွာနေပြီးပြန်လည်တောင်းဝန်ထမ်းဆောင်ကြမယ့်ရဲဘော်တွေအနေနဲ့ ခုနှစ်ရက်အတွင်းချိတ်ဆက်ပေးကြဖို့တည်ပေးထားပြီးတမတ်ရဲ့ကြုံလွန်တဲ့အထိဆက်သွယ်တာမရှိတဲ့ရဲဘော်တွေကိုတော့တပ်ပြေးအဖြစ်တင်ဝင်ကြေညာမှာဖြစ်တယ်လို့ MOD ကထုတ်ပြန်ထားတဲ့စစ်ဘက်ဆိုင်ရာတပ်ပြေးမှုဥပဒေတိုင်းပြစ်ဒဏ်ခံယူရမယ်လို့မိုးကုတ်ပြူဟာကထုတ်ပြန်ထားပါတယ်ခင်ဗျာဆလဘီရခိုင်စစ်မြေပြင်ကိုအပိုးခံရမယ့်စစ်တပ်ကတက်ချက်တူပုံရမြို့နယ်ပကဖထန်အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကလေးမြို့ခြေဆိုင်အမှတ်6ဆက်သွေးတိုင်ရင်စသရ6ကတက်ချက်တူ ရခိုင်စစ်မြေပြင်ကိုပို့ဆောင်ခင်ရတာကြောင့်ထွက်ပြေးလာခဲ့ပြီးအလင်းဝင်လာတယ်လို့ဘုံရမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဒီကနေ့အော်တိုဘားလ31ရက်မှာထုတ်ပြန်လာပါတယ်။ကလေးမျိုးခြေဆိုင်စသရ6ကတက်ချက်တူဟာအော်တိုဘားလ29ရက်နေ့မှာဘုံရမြို့နယ်ပကဖအမှတ်နှစ်တိုက်နယ်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့တောကျွဲကြီးပျောက်ကြားတပ်ဖွဲ့နဲ့ချိတ်ဆက်ပြီးလက်နက်မဲ့အလင်းဝင်လာခဲ့တယ်လို့ဆိုပါတယ် သူဟာရခိုင်ဘက်ကနေထွက်ပြေးလာပြီးလေဝင်လာတာဖြစ်တဲ့အတွက်စစ်ရာဇဝမှုတွေနဲ့ပတ်သက်မှုရှိမရှိစစ်ဆေးနေတယ်လို့သိရပါဗျ။မုံရမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့အနေနဲ့အလင်းဝင်တပ်သားတွေကိုရိုက်နှက်တာအကြမ်းဖက်နှိပ်စက်တာလုံးဝမရှိကြောင်းနဲ့စစ်ရာဇဝမှုတွေနဲ့ပတ်သက်မှုမရှိဘူးဆိုရင်အလင်းဝင်လာသူဖြစ်ချင်တဲ့ဆန္ဒအတိုင်းဆောင်ရွက်ပေးမယ်လို့အသိပေးထားပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်းအ ကြောက်ကာရွှေကူနီဖျားဝင်းမှာထိုင်ချတက်ဆွနေတဲ့စခန်းကပေါ်တာဆွဲခံရပြီးစစ်မှုထမ်းဖြစ်လာတဲ့ပြည်သူစစ်နှူးကလည်းအမတ်နှစ်တိုက်နယ်ပကဖတိုက်ခိုက်ရေးဖွဲ့နဲ့ချိန်ဆက်ပြီး MA3 တလက် MA11 တလက်နဲ့အတူအလင်းဝင်လာခဲ့တာရှိပါတယ်။ဒါကြောင့်စစ်သားတွေစစ်မှုထမ်းတွေအနေနဲ့စိတ်လုံခြုံမှုနဲ့ပြည်သူမြတ်တာခံယူခြင်းနဲ့ဆိုရင်တော်လိုင်းတက်တွေနဲ့ချိတ်ဆက်ပြီးအလင်းဝင်ကြဖို့တိုက်တွန်းထားပြီးအလင်းဝင်လာသူတွေကိုနွေးနွေးထွေးထွေးကြိုဆိုနေမဲ့အကြောင်းမုံရမြွတ်နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကအသိပေးထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီရီသတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါလေခင်ဗျာ